ားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုရည်ရမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေဈေးကတော့မနက်ပိုင်းမှာ150အတက်နဲ့ဈေးဖွင့်သွားပါပြီဒီနေ့က9ရက်နေ့လေးလပိုင်း2020နဲ့5ခုနှစ်မနက်ပိုင်းထိုင်းရွှေဈေးကတော့150တက်ပါတယ်66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေကဲဈေးဆိုင်ကရောင်းတဲ့ဈေးက4,950ဆိုင်ကလက်ခံတဲ့ဈေးက4,950လက်ဝဲရနာရဲ့ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက 9650စိုင်ကလက်ခံတဲ့ဈေးက48860.68နဲ့ပေါင်းစည်းရှိပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3050တင်တဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမန်ငွေ34.53နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.5ကျင်းလို့ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်က PC ထိုင်းရွှေခေတ္တပတ်သားကိုဒီနေ့မှာ 9050နဲ့ပေါင်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က4950နဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝတ်ရနိုင်လက်ခံတွေကတော့ဘဏ်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ထိရှိနိုင်ပါတယ်။ မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ကစင်းတို့ငါပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝဲရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကို4800ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ကိုင်းရွှေစေးကဒီနေ့မှာတော့ဈေးဖွင့်ပွင့်ခြင်းမဲ150တက်ပါတယ်။ဒီနေ့တင်းင်းလာနေမနဲ့အစောမှာကမ္ဘာရွှေတအောင်စားကိုဒေါ်လာ2982အထိကိုမှဈေးကကျသွားတာဖြစ်ပါတယ်။ တော့ကမ္ဘာရွှေကလက်ရှိမှာဈေးပြန်တက်ပြီးတော့3,050ကျော်အထိကိုဈေးကပြန်တက်သွားတာဖြစ်ပါတယ်။လက်ရှိမှာလည်းထိုင်းရွှေဈေးတွေကတက်ဖို့လားလာရှိပါတယ်။ကမ္ဘာရွှေဈေးကလည်းပြန်တက်ဖို့လားလာရှိနေတဲ့အနေအထားမှာရှိပါတယ်။အကြောင်းရင်းကတော့ဒီ ပြီးခဲ့တဲ့တောက်ကြနေကကျွန်တော်တို့တော့အမေရိကန်နဲ့တခြားဥရောပနိုင်ငံတွေမှာအမေရိကန်သမ္မတကိုဆန္ဒပြတဲ့သူတွေတော့တော်တော်များများဖြစ်သွားတယ်လို့ကျွန်တော်သိရပါတယ်။အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေကြောင့်ကမ္ဘာရွှေဈေးကဆက်လက်ပြီးတက်ဖို့လားလာရှိပါတယ်။ကမ္ဘာရွှေဈေးဆက်လက်ပြီးတက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် ိုင်းရွှေစည်းကလည်းဆက်လက်တက်ဖို့လားလာရှိရလို့ကျွန်တော်ကတော့ကြံပြုရှင်ပါတယ်ဗျ။ထိုင်းရွှေစည်းငွေစည်းတွေကိုကျွန်တော်အများအားတင်ပေးပါရယ်။ထိုင်းရွှေစည်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါရယ်။အားလုံးပဲစိတ်ရချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန်ရဲ့ခင်းလို့ပြီးရှင်းနိုင်ကြပါစေ။